ယောရှုအဘံပြိုင်ဘက်ကိုအမှန်နဲ့အနိုင်ရရှိ မင်္ဂလာပါပရိသတ်ကြီးယောရှုအဘံကတော့ပြိုင်ဘက် Brandon Rebel ကိုအမှန်နဲ့အနိုင်ရရှိပြီး Fight of the Night ဆုကိုပါသိမ့်ပိုက်နိုင်ခဲ့ပါတယ်ပထမအချိန်မှာဘန်ကတာခဲ့ပေမဲ့ဒုတိယအချိန်မှာတော့ Brandon Rebel ရဲ့အကြောက်ဖို့ကောင်းတဲ့လက်သီးချက်တွေကြောင့်ပဲဘန်ပြန်ပြီးတော့အထီနာခဲ့ရပါတယ်နောက်ဆုံးအချိန်မှာတော့အကျိန်းနဲ့ပြင်ခဲ့ကြပြီးတော့ဘန်ကဘရန်နယ်ရေဘောရဲ့ခြေထောက်ကိုစိုက်ကင်းနဲ့ဖြိုးပေးလိုက်ပါပဲ အဲ့ဒီမှာပဲလဲကျသွားခဲ့ပါတယ်။ဝယ်ပြီးမှတော့ဗန်အမှန်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။သူတို့နေရာလုံးကတော့ Fight of the Night စုကိုရရှိသွားခဲ့ပါတယ်။ Fighter ပြောင်းလုံးကတော့အရန်ကိုလည်းတော့ကြပါတယ်။ဗန်ကတော့ဒီနှစ်ကုန်ပိုင်းမှာပန်ဒိုဂျာနဲ့ချန်ပီယံကပတ်စိန်ခေါ်ပွဲထိုးရဖို့အတွက်မျှော်လင့်လို့နေပါတယ်။ဗန်ကတော့အနိုင်ရတဲ့ချန်ပီယံကောင်ကျွန်တော်နဲ့လာတွေ့ပါဆိုပြီးတော့စိန်ခေါ်သွားခဲ့ပါပြီ။ချန်ပီယံလူကွင်လည်းရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။ မြန်မာလိုခေါ်တဲ့အချိန်ကောင်းလေးကတော့ကမ္ဘာအဆင်မျိုးတက်လန်းနိုင်ရပါပြီ Runner Reward ကအရေးရှိလက်တက်ရှိတော့ ထောက်လက်တီတုံးနေချိန်ကနေဘန်းကတော့အရာကိုပါပါနဲ့နဲ့နဲ့အနည်းရတွေ့လုံးနေတဲ့တတဲရရချပြလိုက်တာပါဘန်းရဲ့လက်တီချက်မိလိုက်ရင်တော့လည်းအကျန်းသာပါပဲတတရာချီပီကန်ဒီမှာတော့မလုံးမာတယ်ဆိုတဲ့ runner ရေဘောကတော့နော်တောင်းကြသွားခဲ့ရပါတယ်အမတ်ပေးတိုင်းလေးကအပြတ်သက်နဲ့ကိုဘန်းကိုအနိုင်ပေးလိုက်ပါတယ်အသက်23နှစ်အရွယ်ဟာခါမောင်မွေးခဲ့တဲ့ချတိတ်လူငယ်လေးတယောက်ကတော့ UFC champion ကပတ်စိန်ခေါ်ခွင့်ရသွားခဲ့ပါပြီ congratulations မှာပန်ရင်